ံဆိုင်နေကဟာတာမြာအပိုင်းတသူအစိုးဇေယဝင်တွေကရက်တော့ရင်အသက်တို့တီဟုကျွန်ုပ်တို့ကိုအမြဲပြောသည် ထို့ကြောင့်ကျွန်ုပ်တို့သည်ဇေယဝင်အိုများထက်အယက်သမားအဖိုးကြီးတွေကိုပို၍မြင်တွေ့နေရခြင်းသာဖြစ်ပါသည်ဒါမြာစနီမိုးလင်းမှပြန်လာတာကဘာသဘောလဲရှင် နောက်ပြီးရှင့်စီကဝီစကီအနက်ရတယ်ခင်မဒါမယာမိမရေငါတောက်တယ်လို့မင်းတောက်မယ်ဆိုရင်မင်းလည်းငါလိုပဲအနက်ထွက်မှာပါမဘူပါနေလူတယောက်ဒီဘားဆိုင်ဒီဇိုင်းနဲ့တူဝင်သွားကသူ့အသည့်ဘားစရီကို စကားသွားပြောသည် မစ္စငါရောက်ခမကြီးစုံသွားလို့ကွာလွမ်းသူပန်းခွေလှုပ်ဖို့ပတ်ဆက်လူနေလို့ငါ့ကို25ပေါင်လောက်ချေးပါဦး ငါတို့ကအခုမှဆိုင်ဖွင့်နာဟနေယငါမှရှိသေးလားရှာကြည့်လိုက်အောင်မေဟုဘားစရီကပြောပြီး သူ့ပစက်အိတ်ထုတ်ကြည့်လိုက်ရာ20တပောင်သာရှိသည်20ပောင်ရှိလဲရပါ रे ကွာကျန်တဲ့၄ပောင်ဘူးငါအရက်သွားတော့လိုက်မယ်လေဒေယေရှင်ရေအမှုသမားတေမင်းဒီလားငါကမွေးတုံးကလေတပောင်နဲ့၄အောင်စပဲရှိရဲ့အမှုသမားနှင့် ဟာကြာတာမူကြီးမင်းအတ္တမရှင်ရဲ့လားအမှုဓမ္မတဲ့ရှင်မရှင်တော့မသိဘူးမင်းအခုငါ့ကိုပဲကြည်လေကျင့်စဉ်ဟေးနေယောက်ျားယောဂကျင့်နေတယ်လို့တရင်ကြပါလေအဲ့ဒီကျင့်စဉ်က သူအရက်တောက်တဲ့ဒုက္ခကိုရောအထောက်ကူပြုရဲ့လားပြုတယ်လို့ပြောရမှာပဲရှင် အခုစခေါင်းနဲ့မတ်တက်ရရင်အရက်တောက်နိုင်နေပြီလေ မှတ်မိမှာမဟုတ်ဘူးစကော့လူမျိုးအဖိုးတယောက်ဒီအသေးအတန်ဖြစ်နေသည် သူမသေးခင် အချစ်ဆုံးတငယ်ချင်းများနဲ့အရက်အတူတောက်သွားခြင်းတည်းဟုဆို၍တငယ်ချင်းများကိုခေါ်ကအရက်တောက်ကြလေသည်အဖိုးဒီအရက်ကိုတက်ခွက်ပြီးတက်ခွက်မနာရန်တောက်သည်နောက်ဆုံးမှ သူဝပြီးဟုဆိုသည် အဖိုးကငါကောင်းခင်ဘုံကဝီစကီနဲ့အတင်းတင်းလေးနဲ့တွားကျင်တာကွာဟုပြောသည် သူတငယ်ချင်းတွေကတယောက်က အာတောက်လိုက်စမ်းပါကွာမင်းမဝီစကီနဲ့မသိမှုဆိုရင် ကောင်းကင်ဘုံကလည်းမင်းကိုမှတ်မိမှာမဟုတ်ဘူးမတ်တော်တစားဟေးမင်းလက်ကလက်ပတ်ကြီးနဲ့ဘာဖြစ်တာလဲမနီညာကအရေးဆိုင်မှာ အမှတ်မထင်ဖြစ်သွားတာပါကွာလူနှစ်ယောက်အမှုလွန်ပြီးထရန်ဖြစ်ကြတာလေရန်ဖြစ်ရင်းနဲ့သူတို့တွေကတယောက်ကငါ့လက်ကိုမတော်တဆတက်နေမိတာလေ ပြန်လာမှာမင်္ဂလာပွဲတွေကြီးနက်စရာကောင်းလောက်အောင်ပြည့်စုံနေပြီဖြစ်သည်တခုပဲရှိသည်သရုသမာလူမှန်းသူမှန်းမသိအောင်မူနေလေသည်ဒွဲကတင်းအုပ်စရာကသရုသမီးအားသူအမှုပြေပြီးပြန်လာမှာမင်္ဂလာပွဲကျင်းပရရင် မကောင်မူလားကွယ်ဒွဲကသရုသမီးကပြဒနာတခုပဲရှိတယ်ရှင် သူကအမှုပြေရင် ပြန်လာတတ်တဲ့အကျင့်လုံးဝမရှိခဲ့ဘူး။တက်စီပဲစီတော်မေလန်ဒန်မြို့ဤညတညာ၌အမှုသမားတယောက်လမ်းလျှောက်လာရာလမ်းလေကောင်းမှာအလौဒမားများတွင်ကြီးတွင် တူးနေသည်ကိုမြင်လိုက်ရသည်။အမှုသမားကဘာလောက်နေကြတာလဲဗျာ။ညရောက်ပိုင်လိုက်တူးချက်ရေးတွေလောက်နေတာပါဟုဖုန်မင်ဖြစ်သူက ပြန်ဖြစ်သည်။ညရောက်လိုက်ဟုတ်လား။ဟုတ်တယ်။ ဘဲတော့ပြီးမှလဲအင်းတနည်းကျော်ကြာမယ်လေအာအဲ့ဒါမှပြည့်တနာပဲကျုပ်တက်စီပဲစီးရတော့မှာပေါ့ဗျာမင်းတို့ရောလူတယောက်ဒီတငယ်ချင်းနှစ်ယောက်နဲ့ဘားဆိုင်ဒီဇိုင်းနဲ့ဝင်လာကဘားစရေးကိုဟေးဝီစကီ၃ဘက်စကော့အပြင်း၃ခွက်ဘရန်ဒီခွက်ကြီး၃ခွက်ပေးဟုမှားလိုက်ပြီးမှတငယ်ချင်းနှစ်ယောက်ပဲလေကဲ မင်းတို့ဘာမှကြမှာလဲဟု ဆိုလိုက်လေသည်သူအလေကိုအလေလူတယောက်ညအချိန်၌လမ်းမပေါ်တွင်လမ်းလျှောက်နေရာအယက်သမားတယောက်နှင့်တွေ့သည်အယက်သမားကသူ့ကိုရက်ခိုင်း၍တနက်နေ့အချိန်ကဧကတ်ထဲမှ ပလင်တလုံးကိုထုတ်လိုက်သည်ထို့နောက်သူ့ကိုတနက်နေ့အချိန်ထပ်ပြီးအယက်သမားကအယက်ပလင်ကိုလှမ်းပေးလိုက်သည်ဒီရက်ကိုတောက်လိုက်စမ်းကံဆိုးသူခမည်း အယသမားပြီးတဲ့အရက်ကိုတောက်လိုက်ရမမျိုးချမိခင်မှာပဲပြန်ထွေးထုတ်ပြစ်သည်ဒီအရက်အရတာကလည်းစိုးလိုက်တာဗျာဒုက္ခအယသမားကကြုတ်သည်တယ်ကြုတ်သည်တယ်ကဲအခုခမ ्या ကကြုတ်ကိုတနက်နဲ့ချိန်ပြီးဒီအရက်ကိုတောက်ခိုင်းရော့တနက်လမ်းတည်သွားပြီအရိလူမျိုးတယောက်ဒီမိတ်ဆွေများပြုလုပ်တဲ့ညစာစားပွဲသို့သွားသည် ညစာစားပွဲမှာစားတော့ပြီးအိမ်ပြန်ဖို့ပြင်တော့အချင်းအတော်လင့်နေလေပြီသူမိတ်ဆွေများက သူအရက်မှုပြီးမျက်စိလေလမ်းမနေမှဆို၍သူ့ကိုလက်မလိုက်ရမီပေးလိုက်သည်တနအိခန့်ကြာပြီးတော့ခါညစာစားပွဲလုပ်တဲ့အိမ်မှာတကားခောက်တန်တွေမြည်လာသည်အိမ်ရှင်ကတကားဖွင့်ကြည့်လိုက်ရာတကားခောက်သူကပြောသည်ဟေ့ငါပြန်ရမယ်လမ်းကိုငါအစအဆုံးလျှောက်ကြည့်ပြီးတော့ပြီငါမှတ်မိတယ်ရော့ အခုမင်းလက်နှိုက်ထမ်းပြီးပြန်လာပေးတာစိတ်ချရပြီနီလီစာဇာပွဲတစ်ခု၌မိမနှစ်ယောက်စကားပြောနေကြသည်ဟေးငါလီငါယောက်ျားအတွက်စိတ်အေးသွားပြီဘာဖြစ်လို့လဲငယ်ချင်းရဲ့အော်အရင်ကဆိုသူအရက်မှုပြီးအိမ်ပြန်လာရင် မြစ်ထဲကြပြီးရေနှစ်သေးမလားဘာဖြစ်မလားနဲ့ငါအမြဲစိတ်ပူနေရတယ်လေဒါပေမဲ့အခုတော့လုံးဝအစိတ်ချသွားပြီး သူ့ကိုရဲတယောက်ကအမြဲအိမ်ပြန်ပို့ပေးတယ်လေမှားသွားလို့တညနိုင်ရဲစခန်းကို ဖုံးလာသည်ဖုံးဆက်သူရဲ့အတန်းကိုနားထောင်ယုံများနဲ့ထိုလူမှအလွန်မူးနေပြီဖြစ်ကြောင်းရဲရရှိသဘောပေါက်သည်ဖုံးဆက်သူကဆရာကျွန်တော်စီအခုချက်ချင်းလာပါ ကျွန်တော်ကရှီပိုင်းတစ်ခုလုံးတစ်ခုခုသွားပြီ dashboard လည်းမရှိတော့ဘူးလက်ကင်ဘိန်းလည်းမရှိတော့ဘူး ဂီယာဒန်ဘရိတ်လီဘာကလက်ဘာမှမရှိတော့ဘူးရဲရာရှိက အခုချက်ချင်းရဲတရကိုလှက်လိုက်ပြီဖြစ်ကြထို့သူကိုပြန်ပြောကဖုံးချလိုက်သည်ဖုံးချလျင်ချပြီးချင်းဖုံးတံပြန်ညီလာပြန်သည်ဖုံးဆက်သူမှာရခင် ဖုံးဆက်သူပင်ဖြစ်သည် ထို့သူကပင်ဆရာကျင့်တော်ပါ ကျင့်တော်စီကိုမလာနဲ့တော့ရပြီကျင်တော်ကားနောက်ခန်းထဲမှာမှဝင်မိသွားတာပါဘာမှမပြောက်ပါဘူး တိတ်ဟုတ်အမှုသမားတယောက်ဒီဟိုရိုင်ဒီရိုင်နဲ့လျှောက်လာရာဝေကောင်းစားလာတွေဝေထားတဲ့အမျိုးသမီးတယောက်ကို ဝင်တိုင်းမိသည် အမှုသမားကသူ့ကိုယ်သူ ပြန်ထင်းရင်ဒီမှာမိမကြီးခမရဟာလေးကြုံမြင်မှုတဲ့ဒီကဘာပေါ်ကကြုံမြင်မှုတဲ့မိမတွေထဲမှာရုပ်အဆူဆုံးပဲသူအမျိုးသမီးကလည်းရှင်ကရောဘာသူလဲကျမမြင်မှုတဲ့အယက်သမားတွေထဲမှာအမှုဆုံးအယက်သမားပဲ အောက်မလီဟုတ်ပါဒါမှမနဲ့မိုးလင်းရင်ကျုပ်က အမှုပြေပြီလေဒီလိုပဲအမြင်ရထားတဲ့စင်းရဲ့တွဲတွဲတွင် လူတယောက်သည်ရေးကြီးတုတ်ပြန်နေဘရန်ဒီဘသူစီမာများရှိပါတယ်လေခမညာနောက်တွဲတွဲမှာမိမတယောက်မူးမေ့သွားလို့ပါခကြီးတွေကတယောက်ကသူ့ဘရန်ဒီအရက်ကိုခွတ်တခွတ်တဲထည့်ပြီးထိုလူကိုပေးလိုက်သည် ထိုလူဒီဘရန်ဒီထည့်ထားတဲ့အခွက်ကိုလန့်ယူကအာရပါရမောတော့လိုက်ပြီးမှဂျေစုပဲဗျာကျောက်ကဒီလိုပဲမူးမေ့သွားတဲ့မိမတွေမြင်ရင်ကရုံးကရင်ကြီးဖြစ်လာလို့အခုမှပဲစိတ်အေးရတော့တယ်ဒါနဲ့ဘာစရေးဒီစိုင်းပိတ်ပြီးနောက်ဘာတဲ့လက်ပတ်စစ်စေးရခုံတခုံအောက်မှာအဖိုးတယောက်မှောက်နေသည်ကိုတွေ့လိုက်ရသည်ဘာစရေးဒီထိုအဖိုးအိတ်ကတ်တွေလိုက်ရှာကြည့်ရား လိပ်စာနဲ့နာမည်ကို တွေ့လိုက်ရသည်ဘာစရည်တီအဖို့ကိုသူကားစီသို့ပွေယူလာပြီးကားနဲ့တင်ခေါ်သွားကလိပ်စာအတိုင်းအဖို့အင်ရှိအထိမောင်း၍အဖို့ကိုကားပေါ်မှ ပွေယူပြီးအင်ရှိတကောင်မှမိလျက်ချထားလိုက်သည်တို့ရတွင်အဖို့သည် ထိုင်လျက်နေရာမှလဲကျသွားပြန်သည်ဒိုစင်မှပင် အဖို့ရဲ့ဇနီးဖြစ်သူက တကားဖွင့်ပြီး အပြင်းထွက်လာသည်ထို့နောက် သူ့ယောက်ျားကိုမြင်သွားပြီးဘားစရီးကိုလှမ်းပြောသည်။အိုးမောင်ရင်ကသူ့ကိုအိမ်ပြန်ဖို့ပေးရလား။ဒါနဲ့သူ့ဘိန်းတက်ကလထိုင်ကဘယ်မှာလဲကွ။ဘာကြောင့်လဲတရားသူကြီးသင်အနေနဲ့ဒီလူဟာဘာကြောင့်အရင်မူးနေတယ်လို့ဇူနိုင်တာလဲရဲတာဟုတ်ကဲ့သူဟာအိမ်တိုင်ရဲ့တကားရှိကူရှောက်သွားပါတယ် ပြီးတော့စာတိုက်ပုံးရဲ့အပေါက်ကိုအကျွေးစေးပြထည့်ပါလေပြီးတော့လီကားတစ်ပေါ်ကနုပလင်းကွန်တလုံးကိုကောက်ပြီးသူနာနာကက်ကဟယ်လိုဘာမှလည်းပြန်မပြောဘူးလို့ပြောနေတာကို တွေ့ရပါတယ်တရားသူကြီးမင်းခမရပဲ့တင်တယ်တညက်နေလုံးမူးယူနေတော့အမှုသမားတယောက်ဒီဘားဆိုင်နောက်ခန်းထဲသို့သွားကခက်ခဲခဲခဲနှစ်ပင် သူဆက်လို့တော့ဖုန်းနံပါတ်ခလုတ်တွေကိုနှိပ်ပြီးလိုင်းဝင်သွားတော့အခါ ဟယ်လိုဟယ်လိုဟုပြောလိုက်သည်ဟယ်လိုဟယ်လိုဟုတဖက်မှပြန်ဖြေသောအခါအမှုသမားသည်ဒေါကန်စွာနှင့်ဖုန်းကိုချပစ်လိုက်ပြီးဒီဖုန်းကဘဲ့တင်တန်တွေပဲကြာနေရတယ်ဟုဆိုလိုက်လေသည် အတွင်ပြတနာအရက်ဘာတစ်ခုမှထိုင်နေသောလူတစ်ယောက်သည် အတော့ကိုမူးနေပြီဖြစ်သည် သူသည်ထိုင်နေရင်းနှင့်သူ့ဘေးမှထိုင်နေသူအား ခမရဘီယာတွေကျုပ်ပေါင်းမိဖို့ဖိတ်ကြကုန်းလာဟုအမှုသမားကိုမေးသည်မဟုတ်ပါဘူးဗျကျုပ်အထင်အရဆိုရင်အဲ့ဒါအတွင်းပြဿနာတစ်ခုကြောင့်ပဲဖြစ်မေအပောင်းအသင်ဇယဝင်းသည်အရက်ဆွေးနေသူတယောက်ကိုကူတာ၍ရနိုင်မည်ဟုသောမျှော်လင့်ချက်ဖြင့်ထိုသူကိုမေးသည်ခမရဘာကြောင့်အရက်သမားကြီးလုံလုံဖြစ်လာရတာလဲဒေါလူနာကပြန်ဖြေလိုက်သည်မှာ ဆရာကြီးအဓိကကတော့အပေါင်းအသင်းမကောင်းလို့ပဲ ဖြစ်ရတာပါဆရာပဲစဉ်းစားကြည့်လေကျွန်တော်မှာတငယ်ချင်း၄ယောက်ရှိတယ်ဝီစကီတောက်ရင် တလုံးလုံးကုန်အောင်ကျွန်တော်တယောက်ပဲတောက်ရတယ်ကျန်တဲ့ကောင်တွေကတယောက်မှအရင်မတောက်ကြဘူးလေမဆိုးပါဘူးကောက်သိန်းချိန်ပြီးတော့ခါလေပန်းရှင်သည်သူ့လက်ထောက်တစ်ဖက်ကိုဖိတ်ပြီးဘီးယားတစ်ခွက်တိုက်သည် လေပိုင်ရှင်သည်စေတနာတရာတရားလုံးဝမရှိသူတရားအဖြစ်နာမည်ကြီးသူတရားဖြစ်သည် သူလက်ထောက်ကလေရှင်ပေးတဲ့ဘီယာတစ်ခွက်တောက်ပြီးဘာမှမပြောဘဲနေသည်ထိုအခါလေရှင်သည်ဘီယာကောင်းမကောင်းလက်ထောက်ဖြစ်သူကို မေးလေသည်လက်ထောက်ကမဆိုးပါဘူးဟုပြန်ဖြေလေသည် မဆိုးပါဘူးဆိုတာဘာအထိတ်ပဲလေကွာဟု လေရှင်က မေးပြန်သည်ဟုတ်ကဲ့ဒီလိုရှိပါတယ်ဆရာ ဒီဗီယာတိတ်ကောင်းနေရင်ဆရာကကျွန်တော်ကိုတိုက်မှာမဟုတ်ဘူးဒီဗီယာကတိတ်ညံ့လွန်းနေရင်လေကျွန်တော်ကတောက်နိုင်မှာမဟုတ်ဘူးလေဒါကြောင့်မဆိုးပါဘူးလို့ပြောတာပါငါနဲ့မဆိုင်ဘူးဘတ်စကားလက်မှတ်ဖြတ်ပိုင်းကိုလက်မှတ်စစ်ကတောင်း၍အမှုသမားကသူ့လက်မှတ်ဖြတ်ပိုင်းကို ပေးလိုက်သည်လက်မှတ်စစ်ကဒီလက်မှတ်ကရက်လွန်နေပြီဒီနေ့ကဇန်နေနေ့လေး နောင်ကြီးလက်မှတ်ကတောက်ကြနေကလက်မှတ်ပေးဒွဲကအမှုသမားကဒေါသတကြီးနဲ့ပြန်ပြောလိုက်သည်အဲ့ဒါဘာဖြစ်လဲကွာဒါကငါအပြစ်မှမဟုတ်တာမင်းတို့ဘတ်စကားကတရက်နောက်ကြပြီးမှရောက်လာတာကိုကိုစီခင်စကော့လူမျိုးတယောက်ဒီဘုံဆိုင်ထဲမှာငြိမ်သက်စွာထိုင်ရင်းနဲ့အရက်ကိုစိန်နဲ့တောက်နေသည် ထို့စဉ်ဇပွဲတို့တည်လာသောအရက်ခွက်တီထည့်ထားတဲ့ဘန်းဒီသူ့အပေါ်မှောက်ကြတော်သည် အနှစ်30လုံးလုံးသူ့ကိုယ်ပေါ်အရက်ဖိတ်ကြသည်မှာဤဒီချင်းဒီပထမဆုံးချိန်ဖြစ်လေသည်ကျွန်ုပ်ဤအဆူကျွန်ုပ်သည်ဘယ်တော့မှရေတော့မီမဟုတ်တော့ပါရေသည်အလွန်မာသောတန်ကိုပင်တန်ကြီးတက်စေနိုင်သောကြောင့်ကျွန်ုပ်တို့ခန္ဓာကိုယ်အတွင်းရှိ အလွန်နူးညံ့တဲ့ကလီစာများမြည်တို့ရှိမီကို မိတ်ဆွေတို့စဉ်းစားကြလေကုန်ဘယ်ဘက်မှမဟုတ်ဘူးရစ်ထုတ်တယောက်သည်ဆိုင်းတကာလှဲ့တော့နေရာမှဝေလာပြီးနေအစမရှိသောဘုံဆိုင်ဒီဇိုင်းတို့ရောက်သွားလေသည်ထိုဘုံဆိုင်ထဲမှာလူတွေစီစီကားကားရှိနေသောအခါသူဟာအော်ကြီးဟစ်ခြင်းနဲ့ပြောလိုက်သည်ယုံမိချာရဲ့မျက်နှာဟာသူတကောင်ရဲ့နောက်ပိုင်းနဲ့တူတယ်ပြုတွေ့ခါဆိုင်ထဲမှာရှိနေသူနေခန့်အယက်သမားများက သူ့ကိုဝိုင်းမကဆိုင်ပြင်းသို့လွှင့်ပြလိုက်သည်ရစ်ထုတ်သည့်လမ်းပေါ်မှာအနာတရနှင့်လဲနေရင်မေးလိုက်သည်ဒီနယ်ဘက်ကလူတွေကတူရီကိုထောက်ခံတဲ့လူတွေလို့မထင်မိပါဘူးဗျာထွက်ကလမ်းသွားလမ်းလာလူတယောက်ကသူတို့ကဘသူ့ကိုမှမထောက်ခံဘူးဗျတူเจ้าသားတွေကြီးပဲမူးလီတော့အခါတညနိုင်ဘားဆိုင်တဆိုင်မှာ လူနှယအယံမူရင်စကားပြောနေကြသည်တယောက်ကဟေးဘရောပြောရအောင်မေကွာရေတော့ရေရတာလူတိုင်းကပြောနေကြတယ်မေမျက်နှာဟာတစုအထူးခံထားရတဲ့ဂျူးရဲ့ပုံနဲ့တတိယတည်းပဲလို့ပြောနေကြတယ်မဟုတ်လားမင်းပုံကဂျုံနဲ့နည်းနည်းလေးမှမတူဘူးလို့ငါထင်တာပဲဟုတ်တယ်မဟုတ်လားမဟုတ်ပါဘူးကျွန်တော်ကခမည်းပြောတဲ့လူမဟုတ်ဘူး ဒါမှမဟုတ်အမှန်ပြောရမယ်ဆိုရင်ဂျုံဟာကျွန်တော်ကိုယ်တိုင်ပါပဲဂျော့ညာကျွန်တော်ရဲ့အထူးထုတ်လုပ်ထားတဲ့ဂျပန်ဝီစကီတောက်တုံးကြည့်မယ်ဆိုရင် မနေ့ကင်းမှာအရင်နာမကြပဲနူလာပါလိမ့်မယ်လို့လုံးဝအာမခံပါတယ်တောက်လျင်တောက်ချင်းအရင်နာကြစီရပါမယ်အချစ်ဆုံးကျွန်တော်တို့ဘဝစသည်ဆိုကြေကလှပသောမိန်းကလေးတစ်ယောက်ရဲ့အံ့ဖွယ်အချစ် ယုံကြည်ရတဲ့စစ်မှန်လာတဲ့ယောက်ျားတယောက်ရဲ့အချစ်မကြောက်မရွံ့တဲ့ကလေးတယောက်ရဲ့အချစ်တို့အလုံးရှိနေပြီးသားဖြစ်ပါသည်တို့တော့အကြီးမားဆုံးအချစ်အချစ်တကာတို့ရဲ့အချစ်ဆုံးမာတာမိခင်ရဲ့အချစ်ထက်ပင်ပို၍ကြီးမားလာသောအချစ်ဒီကထာဝရတည်တဲ့ခိုင်မြဲနှုပြူနေသောအယက်သမားအချင်းချင်းချစ်သည့်အချစ်ပင်ဒီသူအပြည့်မဟုတ်ပါ ကျွန်တော်တငယ်ချင်းဟာအရက်ကိုအလွန်ကျွံတောက်တယ်လို့ကျွန်တော်မပြောရပါဘူးဗျာ။သူကျမ်းမာရေးမကောင်းတာက သူဟာလူတိုင်းရဲ့အရက်ခွက်တွေကိုလိုက်တော့နေလို့ပါ။တက်သည် ပြစရာအရာရှိဒီလူအရက်မူးနေတယ်လို့မင်းဘာကြောင့်ပြောနိုင်တာလဲ။ရဲတာဆရာဒီလူကတက်စီဒရိုက်ဘာတယောက်နဲ့အကြီးအကျယ်စကားများနေလို့ပါ။ အယားရှိမင်းဟာကခိုင်းလုံနဲ့တက်တည်ပြချက်မှမဟုတ်တာရဲတာဒိတ်ခိုင်းလုံနာပေါ့စရာ သူ့အနားမှာတက်စီဒရိုက်ဘာဆိုလို့တယောက်မှမရှိဘူးလေမီးလင်းနေတယ်ရဲသားတယောက်ရောက်လာချိန်မှာတော့အမှုသမားတီလမ်းဘေးတက်တိုင်းကိုတကားတော့ဖြင့်အတင်းထူဖွင့်နေသည်ထိုရဲသားကအမှုသမားကိုရင်းနီနီလေးတန်းနဲ့ပြောလိုက်သည်ဆရာသမား ဒီအိမ်မှာဘယ်သူမှမရှိဘူးထင်နေနော်ရှိကိုရှိရမှာပေါ့ဆရာသမားရဲ့အပေါ်ထက်မှာမိွေတောင် လင်းလို့ဟုအရက်သမားကအားလီရှာလီနဲ့ပြန်ဖြေသည်ရဲ့ရောသူလူမှုဝန်ထမ်းတယောက်ဒီအိမ်တိန်ကိုတကားခောက်လိုက်ရာဒေါ်ရွှေတီဆိုသည့်အိမ်ရှင်မကတကားလာဖွင့်ပေးသည် ကောင်းသောညနေခင်းမှာအန်တီကျွန်တော်အခု အလူလာခံတာပါ အမှုသမားတွေအတွက်အိမ်တလုံးစောက်ဖို့ပါ ်တွဲကတော်ရွှေတီကဝန်တာအာရနဲ့ပြန်ပြောသည်လှူရမှာပေါ့ကွယ်အရက်ဆိုင်ပိတ်ချိန်ကြမှာတက်ခေါက်ပြန်လှည့်လာခဲ့အန်တီယောက်ျားတယောက်လုံးလှူလိုက်မယ်လူမရှိဘူးအမှုသမားတယောက်ဒီဟောလိဝုဒ်ရိုးစဘက်ဟိုတယ်အေဂန်နဲ့သူတရင်တရိုင်နဲ့ဝင်လာကကောင်းနာမဆေးရီထံသို့သွားသည် ထို့နောက်ဆေးရီကိုပြောသည်ယေရှုပြုပြီးအခန်းနံပါတ်9လုံးတော့လေးပေးပါလားဗျာ။ ဝမ်းနေပါလေခမအဲ့ဒီခမ်းမှာလူရှိနေပါပြီဟုဆက်ရီးကအမှုသမားကိုပြန်ပြောသည်ဟာအခုလူမရှိရောလို့ပေါ့ကွာငါအခုပဲအဲ့ဒီအကန့်ပရင်ပေါက်ကပြုတ်ကြလာလို့မမှန်ပါဘူးစီယာဒေါက်တာခမရသဘောပေါက်ရဲ့လားအရက်တခါတောက်တိုင်းအသက်တလဒူဒူသွားတယ်ဆိုတာလူနာမဟုတ်တာစီယာရေစရာပြောတယ်လို့ဆိုရင် လွန်ခဲ့တဲ့အနှစ်20ကလေးကကျွန်တော်သိခဲ့ပြီပေါ့ဒုတိယအမှုတရားသူကြီးနှစ်ယောက်အမှုလွန်၍အရက်အလွန်ကျွန်တော်မှုနဲ့တရားရုံးတွင်စစ်ဆေးရမည်ဖြစ်ရာတယောက်ကိုတယောက်အမှုလျှော့လျှော့ပေါ်ပေါ်ဖြစ်အောင်ကြိုးစားကြဖို့သဘောတူလိုက်ကြသည် ပထမတရားသူကြီးကတရားရုံးသို့လာပြီးအပြည့်ရှိကြောင်းဝန်ခံသည် ထွေကားတငယ်ချင်းတရားသူကြီးကသူအား ပောင်ငွေ၅ပောင်တန်းရိုက်လိုက်သည်ယခုတဖန် ပြန်အလဲကျသူကပထမတရားသူကြီးကိုတန်းရိုက်တဲ့တရားသူကြီးကျွန်ုပ်မောင်မင်းကိုထောင်နန္ဒလချမှတ်လိုက်သည်ဟုပထမတရားသူကြီးကစီရင်ချက်ချမှတ်လိုက်သည်ဒုရခပြစ်ဒဏ်ခံရသူတရားသူကြီးကတန်းအတော်နဲ့ရည်ရွတ်သည်ဟာငါမင်းကို၅ပောင်ပဲတန်းရိုက်တာပါကွာငါသိပါတယ်မင်းကိုထောင်နန္ဒလချတာများမှန်းငါသိတယ် ဒါမဲ့ပြည်တန်က မနေ့ကအမှုနဲ့ဘာမှမဆိုင်ဘူး။ငါဒီနေ့မှကြားရတဲ့ဒုတိယအမှုအတွက်ကဟုပထမတရားသူကြီးကဆိုသည်။ဘတ်သူပြောလေ။ဒေမောဒာနဲ့ရောက်သည်ဒေမောဒာဘဝမှာအနာယူပြီးအရက်ဆိုင်ဒီဇိုင်းကိုဝယ်ယူလိုက်ကြသည်။ထူးဆိုင်မှာရွာငယ်လေးတဲကဆိုင်ဖြစ်သည်။အရက်ဆိုင်ကိုပြန်လဲပြုပြင်မွမ်းမံရန်အတွက်သူတို့ဆိုင်ကိုပိတ်လိုက်ကြသည်။ သို့တော်လေအချိန်နေတရွေ့ရွေ့သာကုံဆုံးသွားသည်အရက်ဆိုင်ကပြန်ဖွင့်မလားအရက်ဆိုင်ပိတ်ထားတာကြာလွန်လာ၍ရွာသားများသည်တီးမခန့်နိုင်ဖြစ်လျက်အောက်စုဖွဲ့ပြီးအရက်ဆိုင်သို့ခြိတက်သွားကတကားသွားထူကြသည်အတော်ကြာမှပရင်ပေါက်တစ်ခုပွင့်သွားပြီး လူတယောက်ပေါ်လာသည်ဟေးဘာလိုချင်လို့လဲကွာထို့သူမူမူနဲ့ရွာသားများကိုလှမ်းမိလိုက်သည် ။ဆိုင်ပေတော့ဖွင့်မလဲဆိုတာကျုပ်တို့သိကျင်လို့ပြဟုရွာသားတယောက်ကပြန်ဟောသည်။ဆိုင်ဖွင့်ဖို့ဟုတ်လား။ငါတို့အရက်ဆိုင်ဖွင့်မယ်လို့ဘဲကောင်ပြောတာလေ။ဒီဆိုင်ကိုဝယ်ထားတာငါတို့နှစ်ယောက်အတွက်ပဲဝယ်ထားတာကွာဟုဆိုင်ထဲမှာသင်မောသားကပြန်ဟောလေသည်။ချစ်လို့မဟုတ်ပါအမှုသမားတယောက်ဒီဘားတစ်ခုရဲ့တနေရာမှာဖန်ခွက်အလွတ်တစ်လုံးကင်ပြီးတိတ်တိတ်ကလေးဝမ်းနေနေသည် သူကိုတရီထမိတော်ဆိုင်ရှင်ကမေးသည်ဘာရီများခံစားနေရတာလေဗျာမနီကကြုံမကောင်းမှုကြီးတစ်ခုလုပ်ခဲ့လို့ဗျာကြုံမိမကစကော့ဝီစကီတစ်လုံးနဲ့လဲခဲ့မိတယ်ဟုဆိုကတသိမ့်သိမ့်ရှိုက်ငိုနေသည် အခုခမရမိမကပြန်လိုချင်နေလို့လားဟု ဆိုင်ရှင်ကခတ်တူတူလေးမေးသည်ဟုတ်တယ်တိတ်ဟုတ်တယ်ဟုအမှုသမားကပြန်ဖြေလေသည် ခမရသူကဘလောက်ချစ်တယ်ဆိုတာအခုမှသဘောပေါက်လာလို့ပြန်လိုချင်နေတာပေါ့အာမဟုတ်တာကျုပ်အရက်တောက်ချင်လို့ပြန်လိုချင်တာဗျကုညီမေရဲတာတစိမ့်လောက်လူကြီးမင်းခမရကျွန်တော်ဘယ်သူလဲဆိုတာသိပါသလားအမှုတမရုပ်တည်တယ်မတည်ဘူးကမပြောနိုင်ဘူးဒါပေမဲ့ခမရဘမနေလဲတာပြောကျုပ်အင်းအေးရောက်လိုက်ဖို့ပြီးမင်း ဇယားတို့ပြောတယ်လို့လောက်တာပါဇယားဝင်သည်အရက်လွန်ကျွန်တောက်တဲ့အရက်သမားကိုပွင့်ပွင့်လင်းလင်းတတိပေးနေသည်ခမရဒီအချိုးတိုင်းသာ ဆက်တော့သွားရင်ငါးနှစ်အတွင်းသေးမှာပဲတနေ့ကငါးခွက်လောက်ပဲတောက်ဖို့ကျွန်တော်အကြံပေးခြင်းနဲ့ဇယားဝင်ရဲ့အကြံပြုချက်ကိုအရက်သမားကသဘောတူပြီးဈေးကန်းထဲမှထွက်သွားသည်နှစ်ဘက်ကြာပြီးနောက်မှာတော့ လမ်းထဲမှာလူမှန်းသူမှန်းမသိအောင်မူနေတဲ့အယက်သမားကိုဆရာဝန်ကတွေးလိုက်တော့အခါဒေါသထောင်းကနေထွက်သွားသည်။ကျွန်တော်ခမရကိုငါးခွက်ပဲတောက်လို့ပြောခဲ့တာမှတ်မိလား။ဒိတ်မှတ်မိတာပေါ့ဆရာကြီး။ဆရာအကျံပေးချက်ကိုကျွန်တော်လိုက်နာပါရဲ့။ဒါပေမဲ့နောက်ထပ်အကျံပေးချက်ကလေးတွေလိုချင်တာနဲ့တခြားဆရာဝန်၃ယောက်ကိုတွားပြီးမေးခဲ့ပါသေးတယ်။သူတို့ကလည်းပြောတယ်လေ။တနည်းကိုငါးခွက်ပဲတောက်ရမဲတဲ့။ ဘလောက်မြင်မှလဲဇေဒုတ်သမားတယောက်ဒီလေကားတစ်ခုပေါ်မှာ ပြုတ်ကြပြီးကျမ်းပြင်ပေါ်မှာလဲနေသည်တွဲကားဖုံမင်ဖြစ်သူကအပြေးလွာရောက်လာသည်ဟေးလီကောင်ဆေးပြီးလီကားပေါ်ကပြုတ်ကြတာ သူ့ကိုရေတစ်ခွက်အမြန်တိုက်လိုက်ဆိုင်တွဲကားဇေဒုတ်သမားဒီတရောင်ကိုအပြူကလဲနေရမှထလိုက်ရင်ဘလောက်အမြင်ကနေပြုတ်ကြရင် ဝီစကီတစ်ခွက်တောက်ရမလဲစရာဟုဆိုလေသည် ကောင်းပါတယ်အရက်မူးနေသူ၃ယောက်ဒီဘုံဆိုင်ထဲမှာထွက်လာကဒစီဒစီငှပြီးဘူရာယုံတို့သွားကြသည် သူတို့ဘူရာကိုရောက်ချိန်မှာယထာကထွက်လူစေစေဒွဲကအကူညီလူစိတ်ရှိသောဝန်ထမ်းတစ်ယောက်ကသူတို့၃ယောက်ထဲမှ၂ယောက်ကိုအလင်းအမြန်တွဲခေါ်ပြီးယထာပေါ်သို့တင်ပေးလိုက်သည်သူအခါယထာမှထွက်နေလေပြီဇယကိုယထာပေါ်တင်မပေးနိုင်တဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်ဟုဝန်ထမ်းကကြံရည်သည့်တယောက်ကိုတောင်းပန်သည်။ကောင်းကွာအဲ့ဒီနှစ်ယောက်ကငါ့ကိုလိုက်ပို့တဲ့ကောင်းကြီးကွာ။မှောင်နေလို့ပါ။အမှုသမားတယောက်သည်လမ်းမီးတိုင်အောက်ကပလက်ဖောင်းပေါ်မှာလေးဘက်ထောက်ပြီးတစုံတရာရှာဖွေနေသည်။တခုခုကိုရှာနေတာလားเสียဟုရဲသားကအမှုသမားကိုမေးသည်။ကျွန်တော်ပစက်ကြီးကြပြောက်သွားလို့ရှာနေတာပါ။ခမရဘယ်နေရာမှာကြာခဲ့တာလဲ။ တိတိကြကြသိလားဟိုဘက်လမ်းမှာကြာခဲ့တာဗျအာဒါဆိုဘာလို့ဒီနေရာမှာလာရနေရလဲဟိုဗျာဟိုဘက်လမ်းကမှောင်နေလို့ပေါ့တိဘူးလီအယက်သမားနဲ့ဟာမူးမူးနဲ့အိမ်ပြန်လာကြသည်တယောက်ကအဘေါ်ကိုမော့ကြည့်ပြီးပြောသည်ဟုတ်အဘေါ်ကလင်းနေတာနေလားလာလားကွာတိဘူးလီငါကဒီလမ်းမှာနေတာမှမဟုတ်တာ